အားလုံးပဲမိန်လာပါနော်ဒီဗီဒီယိုလေးမှာတော့မင်းမင်းကဒီပန်းဝင်ကလေးထုံးကြီးလေးကိုထိုးပြပေးပါမယ်နော်သုံးနာနဲ့ရှီရတော့မစ်ကော့တွန်ဖိုးပလန်းယူပဲသုံးနာတယ်ရှီရအယောင်သေးရောင်လုံးမယ်နော်ပန်းဝင်လုပ်ဖို့ကြတော့အထက်ကဝစ်ဆန်နဲ့အဲပွင့်ဖက်လုပ်ဖို့အယောင်နှစ်ယောင်လုံးမယ်တီရွက်လုပ်ဖို့တယောင်ပြီးတော့ကလေးအောက်ခံထိုးဖို့အဖြူယောင်လေးလုံးမယ်နော် ကလစ်ကိုကြတော့မင်းမင်းကဒီကလစ်ဝိုင်းလေးကိုတုံးထားတယ်နော်အဆိုင်2မီလီမီတာကိုတုံးပြီးတော့ထိုးပါမယ်နော်ဒါဆိုရင်ဒီကလစ်လေးကိုရှားပြီးထိုးပြရပါမယ်နော်ကလစ်အောက်ခံထိုးဖို့အတွက်အဲအက်ကိုကြတော့ဒီလိုမျိုးအဲမကောင်းတဲ့ဟာလေးကိုတုံးမယ်နော်အဲအကောင်းစားကြီးတွေနဲ့မတုံးမယ်နဲ့အဟောင်းလေးတွေနဲ့တုံးမယ်နော်ပြီးရင်ကလစ်လေးကိုဒီလိုမျိုးလေးလှလိုက်မယ်ပြီးရင်ရှီကိုဝင်းရှင်လေးလှလိုက်ပါမယ်နော် ဝင်းကျင်လေးလောက်ပြီးတော့ဒီမှာဒီဘက်ခြံလေးကနေလာပြီးတော့ထည့်လိုက်မယ်နော်ဒီလိုမျိုးကလေးအောက်ခံထိုးတာတော့နည်းနည်းကက်တီကက်သက်ထိုးပါရင်နော်သူကဒီလိုမျိုးတိုင်တူလေးတစ်ချက်ထိုးလိုက်ပါမယ်နော်ပြီးရင်ဒီနေရာမှာဖွင့်မီ၃ကထိုးမယ်ဖွင့်မီ၃ကထိုးပြီးဒီဘက်ရှောင်းလာမယ်နော် ဒီဘက်ရှောင်းလာပြီးတော့တိုင်တိုလေးထိုးပါမယ်။ဟောတိုင်တိုလေးဒီဒီဘက်ရှမ်းမှာ14ခါလောက်ထိုးသွားမယ်နော်။နိဒီလိုမျိုးတိုင်တို14ခါလောက်ထူးမယ်နော် ဒီလိုမျိုးတိုင်တို14ခါရပြီဆိုရင်ဒီထိပ်မှာကြတော့တိုင်တူလေးတွေ3ခါလောက်နဲ့ထိုးနိုင်မယ်เนาะဒီခါနကတုံးကနော်ဒီလိုမျိုးတိုင်တူလေးတုံးကထုတ်ပြီးဒီဘက်ကိုလည်းတိုင်တိုင်တူ14ကနဲ့ပြန်လာမယ်နော်ဒီ ဒီမှာဒီဘက်မှာလည်းတိုင်းတိုလေး14ကနေထိုးလာပြီးပြီဆိုရင်ဒီထက်ရောက်ပြီဆိုရင်တိုင်းရှိ3တိုင်းထိုးပါမယ်နော် ေးဒါမျိုးတိုင်းစီ၃နိုင်ထိုးပြီးပြီဆိုရင်ဒီမှာဒီဘက်ရဲ့ပထမဆုံးထိုးလာတဲ့တိုင်းတူအထိတ်ဒီမှာချက်ကော်လေးနဲ့ရှိမ့်မယ်နော်ချက်ကော်နဲ့ရှိပ်ပြီးဒီနေရာမှာအဲ့လေးကိုလဲပြီးတော့ထိုးမယ်နော်ဒီနေရာမှာကြတော့ဖို့မီတစ်ခါထိုးမယ်နော်ဖို့မီတစ်ခါထိုးပြီးနဘေးကက်လေးရဲ့တိုင်းတူရဲ့အပေါက်ထဲမှာချက်ကော်နဲ့ရှိမ့်မယ်နော်ဖို့မီတစ်ခါပြီးရင်နောက်တစ်ပေါက်မှာချက်ကော်တစ်ခါနော် ဒီလိုမျိုးဖို့မီတီချက်ကော်တီနဲ့ပပလဲထိုးလာမယ်เนาะတိုင်တူလေးတွေရှိသည်များအပေါက်ပေါ့เนาะအကုံလုံးကိုဒီလိုမျိုးဖို့မီတီတိုင်တူတီနဲ့ပပလဲထိုးလာပါမယ်เนาะ မီတီချက်ကော်တီနဲ့ပပတ်လက်ထိုးလာပြီးဒီညာလေးကိုရောက်ပြီဆိုရင်စီစားလေးကိုဖျက်ပြီးတော့ဒီအနောက်လေးဒီမှာအစာလေးကိုရှုပ်ဝက်လေးနဲ့တင်လိုက်တယ်နော်ဒါကိုမီမဲဗီဒီယိုမရိုက်လိုက်ရလို့ပါနော်ဒီလိုမျိုးလေးပါနော်ပြီးရင်ပန်းမွင့်လေးထိုးပါမယ်နော်ပန်းမွင့်လေးထိုးဖို့အတွက်အရင်ဆုံးဝစ်ဆန်လေးကိုလုံးမယ်နော်ဝစ်ဆန်လေးလုံးဖို့အတွက်ဒီရှိဝလေမော်လေးနဲ့မက်ဂျစ်ဝင်းလေးလုံးလိုက်မယ်နော်ပြီးရင်ဒီမက်ဂျစ်ဝင်းနဲ့ကနေဖွင့်မီလေးတစ်ခါထိုးပြီးဒီပောက်ထဲမှာပဲတိုင်တူလေး6တိုင်ထိုးပါမယ်နော် နှင့်တုံးလီငါ6เนาะဒီလိုမျိုးတိုင်းတို6တိုင်းရပြီဆိုရင်ဒီ wine လေးကိုဆွဲစီလိုက်မယ်เนาะဒီဒီ wine လေးကိုဆွဲစီပြီးတော့ဒီနေရာမှာပထမဆုံးတိုင်းတို့ရဲ့ထိတ်လေးမှာချက်ကော်လေးနဲ့ရှိပါမယ်เนาะတမျိုးလေးเนาะ ချက်ကော်လေးနဲ့ရှိပ်ပြီးဒီနေရာမှာကြီးစားလေးကိုဖြက်လိုက်မယ်နော်ကြီးကြီးစားလေးကိုဖြက်မယ်ပြီးရင်ရှိဝါရောင်နှူးလေးနဲ့လာပြီးတော့ပွင့်ဖက်လေးကိုထိုးပါမယ်နော်နေရာမှာပထမဆုံးတိုင်တူဝက်ထိတ်လေးပါနော်ဒီလက်မပရှံလေးကိုပဲယူမယ်နော်ပထမဆုံးတိုင်တူဝက်အထိတ်လေးရဲ့ဒီလက်မပရှံကိုပဲယူမယ်တခြားကိုပဲယူပြီးထိုးမယ်နော်ပြီးရင်ဒီစားလေးကိုပါတစ်ခါတည်းတင်းသွားနိုင်မယ်နော် ီစားလေးကိုဆွဲလာမယ်ပြီးရင်ဖို့မီလေးနှစ်ခါတက်မယ်နှစ်ခါတက်ပြီးတော့ဒီပောက်ထဲမှာပဲလက်မပချံလေးကိုပဲယူမယ်နော်ဒီပောက်ထဲမှာပဲတိုင်ရှိ၃တိုင်ထိုးပါမယ်နော်ဒီနိ3เนาะဒီလိုမျိုးတိုင်ချီ3နိုင်ထိုးပြီးဖွင့်ပြီး2ခါ ုံမီနှခါထိုးပြီးနဘေးကလေးရဲ့တိုင်တူရဲ့တရှမ်းလေးမှာချက်ကော်လေးနဲ့ရှေးလိုက်မယ်နော်အမျိုးလေးပြီးရင်ဒီမှာဒီစားလေးတွေရှုံနေတယ်เนาะဒီစားလေးနှစ်စားကိုညှပ်ထုတ်လိုက်လို့ရပါပြီเนาะပြီးရင်ဖုံးပြီးနှခါထိုးပြီးတော့ဒီမှာအခုရှက်ကောလှုပ်လိုက်တဲ့အပေါက်ထဲမှာပဲတိုင်ရှိ၃နိုင်ပြန်ထိုးမယ်เนาะ တဲ့နေတော့နော်လူမျိုးတိုင်းရှိသုံးနိုင်ရပြီဆိုရင်ဖုန်ကြီးနှစ်ခါနဘေးကလေးရဲ့အပေါက်မှာချက်ကုန်နေချိန်မယ်နော်ပြီးရင်ဖုန်မီနှစ်ဒီပေါက်ထဲမှာပဲတိုင်းရှိသုံးနိုင်ထူ တည်းညေတော့နော်ပြီးရင်ဖုံးပြီးနှစ်ခါနောက်တစ်ပေါက်မှာချက်ကော်လေးနဲ့ချိန်နော်ဒီလိုမျိုးပဲပွင့်ဖက်လေး၆ခုရအောင်ထိုးသွားမယ်နော်ရင်ပွင့်ဖက်ထိုးလာတာနောက်ဆုံးဒီနေရာလေးကိုရောက်ပြီနော်နောက်ဆုံးဒီနေရာလေးကိုရောက်ပြီဆိုရင်ဒီမှာနောက်ဆုံးတစ်ပေါက်မှာကြာတော့ဒါချက်ကော်လုတ်ထားတဲ့နေရာနော် ဒီချက်ကော်လောက်ထားတဲ့နေရာလေးရေဒီတရှမ်းလေးကိုယူပြီးတော့ချက်ကော်လေးနဲ့ရှေးလိုက်မယ်နော်ဓာမျိုးလေးပုံမှန်ဆိုရင်ဒီချက်ကော်ထိုးထားတဲ့နေရာကိုထိုးလို့မရှိဘူးနော်ဒါပေမဲ့ဒီပွင့်ဖက်လေးမှာဒီအပန်းဝင်လေးမှာတော့ထိုးသွားလို့ရတယ်နော်ဓာမျိုးလေးနော်ပြီးရင်ဖို့မီဒီချက်ထိုးမယ်နော်ဖို့မီဒီချက်ထိုးပြီးတော့ဒီမှာအနောက်မှာတိုင်တိုလေးတွေတရှမ်းတရှမ်းကြံနေမယ်နော်ဒီပွင့်ဖက်လေးတွေနောက်မှာအဲ့ဒီနောက်မှာတခါချက်ကော်လေးနဲ့ရှေးလိုက်ပါမယ်နော် တက်မျိုးနော်ချက်ကော်လေးနဲ့ရှိပြီဖုန်မီတခါဖုန်မီတခါထိုးပြီဒီပေါက်ထဲမှာပဲတိုင်တိုးတပေါက်မှာနှစ်တိုင်စီနဲ့ပပလည်းထိုးသွားမယ်နော်နှစ်တိုင်နော်ပြီးရင်နောက်တစ်ပေါက်မှာနှစ်တိုင်နော်ဒီလိုမျိုး ဒီလိုမျိုးကြံနေတဲ့ဒီ6ပေါက်မှာပေါ့နော်အဲ့ဒီမှာတပေါက်မှာ2တိုင်စီနဲ့ထိုးသွားမယ်နော်စုစုပေါင်းတိုင်တို့12တိုင်ရှိရပါမယ်နော်ဒီမှာတပေါက်မှာ2တိုင်စီနဲ့12တိုင်ပက်ပက်လက်ထိုးလာပြီးပြီဆိုရင်ပထမဆုံးတိုင်တို့ရဲ့ထိတ်လေးမှာနော်ချက်ကော်လေးနဲ့ချိန်လိုက်ပါမယ်ဒါမျိုးလေးနော်ဒါမျိုးလေးရပြီဆိုရင်ဖုံးမီ3ငါတမင် ုမီတုံးကတက်ပြီးတော့ဒီမှာပထမဆုံးတိုင်တူရဲ့ထိတ်လေးမှာပဲတိုင်ရှိတပောက်ထဲမှာနှစ်တိုင်ထိုးမယ်နော်နှစ်တိုင်နော်ပြီးရင်ဖုန်မီတုံးကဖုန်မီတုံးကထိုးပြီးနောက်တပောက်မှာနော်နဘေးကလေးရဲ့တိုင်တူရဲ့ထိတ်လေးမှာချက်ကော်လေးနဲ့ချိန်လိုက်မယ်နော်ဒါဆိုရင်ဒီမှာပွင့်ဖက်လေးတစ်ခုရပြီနော်ပြီးရင်နောက်ထပ်တစ်ခုကိုထိုးမယ်ဆိုရင်လည်းဖုန်မီတုံးက ပြီးရင်ဒီပေါက်ထဲမှာပဲတိုင်ရှိနှစ်တိုင်ပြီးရင်ဖုန်မီ3ကနောက်တစ်ပေါက်မှာချက်ကော်နဲ့ချိတ်เนาะအမျိုးလေးပြီးရင်ဖုန်မီ3ကဒီပေါက်ထဲမှာပဲတိုင်ရှိနှစ်တိုင်ထိုး ဖွင့်မိတော့ပြီးရင်နောက်တစ်ပေါက်မှာဆက်ကောနဲ့ချိန်เนาะโอเคဒါမျိုးလေးပွင့်ဖက်လေးဆက်နှစ်ခုပတ်ပတ်လေးထိုးလာပါမယ်เนาะမင်းမင်းပွင့်ဖက်လေးတွေပတ်ပတ်လေးထိုးလာပြီးရှိသားလေးကိုဒီနောက်ကျော်လေးမှာတခါလေးတိမ့်လိုက်တယ်เนาะပြီးရင်ဒီနေရာမှာတိရွက်လေးထိုးမယ်เนาะဒီလိုမျိုးတိရွက်လေးထိုးပါမယ်တိရလေးထိုးဖို့အတွက်ဖွင့်ပြီးခုနှစ်ခါထိုးပါမယ်နော်တိ หนีตงหลีงาชาขงเนาะพวกมีคนการดูวิดูดูดูีอ่ะมั้าพวกมีเ่าที่อันนี้ตายดูเลยจะตดยทุไรไหมเนาะป็น่าจะเบามาตายละเนาะเป็น่าจะเบามาตายสีจะได้เป็น่าจะเบามาเลยจะได้ ပြီးရင်နောက်တစ်ပေါက်မှာတိုင်နဲ့တိုင်ပြန်လာမယ်နောက်ဆုံးပေါက်မှာကြတော့တိုင်တို့တစ်ပေါက်ထဲမှာနှစ်တိုင်ထိုးမယ်နော်ပြီးရင်ဖုံးမိတွေတစ်ခါထိုးမယ်ဒီတိုင်တို့ရဲ့ထိတ်လေးမှာအက်ကိုကန့်လန့်လေးထည့်ပြီးတော့ချက်ကော်လေးနဲ့ရှိလိုက်မယ်နော် ါမျိုးလေးရပြီဆိုရင်ဒီတိုင်းတို့ထိုးထားတဲ့ပေါက်ထဲမှာပဲနောက်တစ်ခါတိုင်းတို့ထိုးမယ်နော်ပြီးရင်ဒီဘက်ကိုဝိုက်လာမယ်နော်တိုင်းလက်ထိုးထားတဲ့နေရာမှာတိုင်းလက်ထိုးမယ်တိုင်းရှိထိုးထားတဲ့နေရာမှာဆိုတိုင်းရှိထိုးလာပါမယ်နော် โอเคဒီလိုမျိုးထိုးလာပြီးပြီဆိုရင်နောက်ဆုံးမှာကြတော့ဒီဘက်ရှမ်းကတိုင်တိုလေးပထမဆုံးတိုင်တိုလေးထိုးထားတဲ့အချိန်မှာချက်ကော်လေးချိန်မယ်နော်ပြီးရင်ဖုန်းမီတစ်ချက်တက်ပြီးရှိသားလေးကိုဖြတ်လိုက်မယ်နော်ပြီးရင်ဒီစားလေးကိုညှက်ထုတ်ပါမယ်နော်โอเคဒီစားလေးကိုလည်းတင်နိုင်မယ်နော်ချက်ကော်ဒီလိုမျိုးတိရွက်လေးနှစ်ခုထိုးပါနော် ဒါမျိုးလေအကုန်ထိုးပြီးပြီဆိုရင်ဒီနေရာမှာတိရွက်လေးကိုအရင်ဆုံးကော်လေးနဲ့ကလေးရဲ့ဒီနေရာလေးမှာကတ်လိုက်မယ်နော်နှစ်ခုဒီလိုမျိုးလေးနော်ဒီလိုမျိုးလေးကတ်မယ်ပြီးမှဒီမှာတိရွက်အပန်းဝင်လေးကိုဒီလိုမျိုးလေးကတ်လိုက်ပါမယ်နော်ဒီမှာမင်းမင်းကတ်ပြမယ်နော်အဲကော်နဲ့တော့တင်ချာကတ်မပြတော့နော်ဒီလိုမျိုးလေးပဲလုပ်ပြလိုက်မယ်နော်ဒါမျိုးလေးနော်ဒါမျိုးမင်းပန်းမွင်လေးနဲ့ကလေးလေးနဲ့ကပ်ပြီးသွားပါပြီเนาะဒါဆိုရင်မင်းမင်းဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်เนาะ